တရင်မသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဇက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခံအပ်ပါရယ်ခင်ဗျာခုတကဗရမအူဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ Trump ကို Elon Musk တောင်းပန်မှုကိုဒီမတ်ပြုတယ်လို့အင်ဂျူရောထုတ်ပြန်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ကတောင်းပန်တာကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတိအမှတ်ပြုတယ်လို့အင်ဂျူရောရဲ့ပြန်ကြားရေးတွင်းဝင်ကာရိုလင်းစ်လက်ဖစ်ကဖြေကြားပါတယ်။ဒါ့အပြင်မက်စ်ပိုင်းဆိုင်တဲ့ကုမ္ပဏီတွေရဲ့အစိုးရနဲ့ချုပ်ဆိုထားတဲ့ Gantry စာချုပ်တွေကိုပြန်လည်စစ်ဆင်နေတယ်ဆိုတာမျိုးလဲသူ့အနေနဲ့ဒီတလောက်တော့မရှိပါဘူးလို့ Levels ကအတည်ပြုထားပါတယ်။ထရန့်ရဲ့လူမှုကွန်ရက်ပေါ်ကစကလုံးတိုက်ပွဲမှာသူတင်ခဲ့တဲ့ boost ချုပ်ဟာရန်လွန်သွားခဲ့တဲ့အတွက်နောင်နာရမိတယ်လို့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ကအစ်လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ထရန့်ရဲ့အခွန်နဲ့ဒုံးစရိုက်ဥပဒေချမ်းဟာ ဇက်စုံယွန်ရှာစေးကကောင်းတယ်လို့မက်စ်ကဝေဖန်ခဲ့တဲ့ပြီးမှနေရောက်တဲ့စကလုံးတိုက်ပွဲတွေဆင်နွှဲခဲ့ပြီးတော့ခွာပြဲခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်ပြန်ပေါင်းထုတ်ဖို့တကားပွင့်ထားတဲ့သဘောထားကိုထရန့်ကနယူးယောက်ပို့စ်သတင်းစာနဲ့အင်တာဗျူးမှာပြောကြားခဲ့တဲ့အပြီးမှာအီလွန်မက်စ်ကဒီပို့စ်ကိုတင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီမှာတမရကမင်းနဲ့စိတ်ပြတ်မိပေမဲ့စိတ်ထဲတိတ်မထားဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူလည်းဒီလိုပြောမိလို့တော်တော်လေးကိုစိတ်မကောင်းဖြစ်မဲ့ထင်ပါတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။အခွန်ကင်လုံးခွင့်နဲ့အကြီးကျယ်ပေးထားပြီးတော့ ကာကွယ်ရေးဒုံစရိတ်ဒုံးမြင့်ထားတဲ့တခြားဒုံစရိတ်တွေများတဲ့ဗကြက်နဲ့ခွန်ဥပဒေချမ်းကိုပြီးခဲ့တဲ့လကအောက်လော့တော်ကတီးပြုတ်ပေးခဲ့ပြီးတော့လက်ရှိမှာထလော့တော်မှာစစ်စစ်နေဆဲဖြစ်ပါတယ်။မတ်စ်ကတော့သူဦးဆောင်ခဲ့တဲ့အစိုးရအကြိုထီအောင်မှုဌာနကအစိုးရဒုံစရိတ်တွေရှင်းချဖို့အစိုးရလုံခြုံရေးပြောင်းမှုကိုရှင်းချဖို့ဂျိုးပန်းခဲ့ပြီးမှအခုဒီဥပဒေကြီးထွက်လာတာကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။အခုဒီဥပဒေကိုမပြဌာနနိုင်ရေးကန့်ကွက်ချဖို့ကိုလည်းအမတ်တွေကိုမတ်စ်ကစော်ဟောခဲ့တာရှိသလို ဲ့ဒီဥပဒေကြောင့်ဒုတိယနှစ်ဝက်မှာစီးပွားကျမယ်လို့လည်းတတိပေးခဲ့ပါတယ်။အဲဒီနောက်နာမည်ကျော်လိမ်မိုင်းဆိုင်ရာလွယ်သုံးသားလုံမှုတွေကြောင့်ထင်ရှားတဲ့ Jeffrey Epstein ရဲ့အမှုတွေနဲ့ပတ်သက်တဲ့မထုတ်ပြန်တဲ့ဇိုးရိုက်ဖိုင်တွေထဲမှာ Trump လည်းပဲပါဝင်နေတယ်လို့ Musk ကစွပ်စွဲခဲ့ပါတယ်။အဲဒီမှာ Trump က Musk ကိုစိတ်လွတ်သွားပြီလို့တုံ့ပြန်ခဲ့ပြီးဒေါ်လာ38ဘီလီယံလောက်တန်တဲ့ Musk နဲ့ဇိုးရိုက်ရဲ့ contract စာချုပ်တွေကိုဖျက်ပြစ်မယ်လို့ချိန်ချောက်လာခဲ့ပါတယ်။ Musk ကတော့ Trump ကိုစွပ်စွဲအဖြစ်တင်လိုက်ပြီးဒါကိုဖျောက်ချဖို့အပါအဝင်သူ့ရဲ့ post အများပြားကိုပြန်ဖြတ်သွားခဲ့ပါတယ်။ မက်ဆာထရန့်ရဲ့2024ခုနှစ်မဲဆွဲကာလမှာအကြီးဆုံးလူရှင်ဖြစ်ခဲ့တယ်လို့တမရာဖြစ်လာပြီးမှလည်းအဓိကညာလည်းရုံးဖြစ်သမတ်ခံရသူလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေဂုံမျိုးနယ်မှာဗျူစောတီအေးကျော်မြင့်ကိုဒေါ်လန်ကြီးတက်များကဖမ်းဆီးထားစဉ်တနလူယူခူးကန်ထွက်ပြေးလို့ဖြစ်ခတ်ဖမ်းဆီးရမှတေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဘကိုးတိုင်းဒေဂုံမျိုးနယ်ဒက်ရွာမှာနေတိုင်းတဲ့ဗျူစောတီအေးကျော်မြင့်ကိုဖမ်းဆီးလိမ့်မှာတနက်ကိုလူယူပြီးခူးကန်ထွက်ပြေးလို့ဖြစ်ခတ်ဖမ်းဆီးရမှတေဆုံးသွားခဲ့တယ်လို့ ပကောင်မြို့နယ်ပြည်သူ့ကားဝေးရေးဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့မှာပကောင်မြို့နယ်ပြည်သူ့ကားဝေးရေးဖွဲ့မှဒေကုံမြို့နယ်ဒိုက်ရွာမှာနေထိုင်တဲ့ဗျူစောတီအေကျော်မြင့်ကိုဒေကုံမြို့နယ်ဒိုက်ရွာရွာထိပ်လမ်းတနေရာမှာအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲလိုဖမ်းဆီးပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကအဆိုပါဗျူစောတီအေကျော်မြင့်ကိုစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ရမှာ။ဒေကုံမြို့နယ်အင်မာမြို့မှာရှိတဲ့တမ66ရဲ့ဗျူစောတီအပတ်စဉ်တင်တန်းကို 2014ခုနှစ်ဇန်နဝါရီလတရနေ့မှာတရောက်ခဲ့သူဖြစ်တယ်လို့ဝန်ခံခဲ့တယ်လို့သိရပါတယ်။ဒါပြင်အေကျော်မြင့်ဟာဒဲခုံမျိုးရွှေချိုးပင်ရွာကိန်းမှာတရက်ကိုလဝါက6800ကျပ်နဲ့ဂေဆောင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း။အဲဒီနောက်ဒိုင်နမိုအင်ဂျင်တွေဝယ်ယူသူဖြစ်အတွင်းယူက BDM များနဲ့ဗီဒူကားခွက်ရေဖွဲ့အများရဲ့လှုပ်ရှားမှုနဲ့သတင်းချက်လက်များကိုစုံစမ်းပြီးတော့အကြမ်းဖက်စစ်တပ်ကိုသတင်းပေးပို့ခဲ့တယ်လို့ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ဒါပြင်အစိုးရအေကျော်မြင့်ရဲ့လက်ကင်ဖုန်အတွင်းမှာလည်းစစ်တပ်နံများကိုတချွတ်စွာတက်ရောက်ခဲ့တဲ့အထောက်အထားများကိုတွေ့ရှိခဲ့တယ်လို့ ပကောင်မြို့နယ်ပြည်သူ့ကားွက်ရေးဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အိုင်းနောက်မေလ24ရက်မွန်လွယ်တနားရီခွဲခန့်ချိန်မှာဗျူစောတီအေချော့မြင်ကိုဒေါ်လန်ရေဘော့များကစစ်ဆေးမှုတွေထပ်မံပြုလုပ်နေစဉ်လန်နက်ငယ်တလက်ကိုလူယူထွက်ပြပြီးရေဘော့များကိုပြန်လည်ဖိခတ်ခဲ့ခြင်းကြောင့်လိုင်းလံပြစ်ခတ်ဖမ်းဆီးစစ်မှတေသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရန်ကုန်မန္တလေးလဟောင်းမော့မှာရှိတဲ့ဇေယဝတီမြို့ပူတာယုံ တရားစက်နဲ့စားကုန်းခိတို့မှာတဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်ကလေဦးတည်ဆုံးပြီးဂါနစီတင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဖြုံမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယရီမြို့ဘူဒါယုံအပါဝင်တရားစက်နဲ့စားကုန်းခိတို့မှာတဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကလေးကောင်တေးပြီးဂါနစီတင်ဆက်ရမိခဲ့တယ်လို့ဖြုံမြို့နယ်ဗီဒူကားခွေရေးဖွဲ့ဘခပါမတော်လိုင်းတရင်ချင်းမြက်ကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ည9:45မိနစ်ချိန်မှာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတီမြို့ဘူဒါယုံနဲ့ ဇေယရီမျိုးရှေ့ပတ်တကြားဇတ်တို့မှဂင်မုံချထားတဲ့စကောင်းစီတသားများကိုဖြူမျိုးနဲ့ဘကပတိုက်ခိုက်ရေးဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒါပြင်ဇေယရီမျိုးရဲ့တောင်ပတ်မှာရှိတဲ့အကြမ်းမဲ့စစ်တပ်တပ်ဆွဲထားတဲ့ဇာကုန်းကိတ်ကိုဖြူမျိုးနဲ့ဘကပဒရုံဖွဲ့ကဒရုံများနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်ခွေး၄ကောင်ပေးပြီး၂ကောင်တန်းရာရရှိခဲ့တယ်လို့သိရပါတယ်အဆိုပါဇေယရီမျိုးဘူဒါယုံနဲ့တကြားဆက်မှာရှိတဲ့စစ်တပ်ကိုဖြူမျိုးနဲ့ဘကပတိုက်ခိုက်ရေးဖွဲ့ကဝင်ရောက်ပစ်ခတ်တဲ့ချိန်မှာအကြမ်းမဲ့စကောင်းစီတပ်သားများဟာထွက်ပြေးသွားတာကြောင့် ၎င်းတို့စီးနှင်းလာတဲ့အိမ်စီးကနှစ်စီးကိုတင်ဆဲနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖြုံမျိုးနယ်ဇယားဝတီမြို့ပေါ်မှာရှိတဲ့ဘူဒာယုံနဲ့တရားဆက်မှာထိုင်းခြားထားတဲ့စကောင်းစီတသားများဟာအကြမ်းဖက်ဆက်တာဆူဆောင်းခြင်းပြည်သူများထက်မှငွေကြေးများကိုမတရားတောင်းယူခြင်းတွေကိုပြုလုပ်နေကြောင်းစစ်တပ်ကအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေရတဲ့အကြမ်းဖက်အင်အားများကိုစုဆောင်းတဲ့နေရာမှာအုံပြုရန်အိမ်စီးကားများကိုစကောင်းစီမှာအသွင်ပြောင်းထားပြီးတော့ဇယားဝတီတရားဆက်ယုံမှာဆက်ယုံမှုနဲ့ဒူဆက်ယုံမှုတွေကကူညီပေးထားတယ်လို့ဖြူမှုနယ်ဘက်ကဖကပြောပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂူလာသမဂါနဲ့အာဆီယံကစတက်ရဲ့ဂျန်ပန်မှုတွေရိုက်ရန်ထထလဲလဲတောင်းဆုံနေတဲ့ကြားကပင်မြန်မာနိုင်ငံရဲ့အခြေအနေဟာပိုမိုဆိုးရွားလာပြီးတော့ပြည်သူတွေရဲ့ဒုက္ခဆင်းရဲမှုဇောဝါဆုံးဖြစ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဂူလာသမဂါနဲ့အာဆီယံတို့မှစတက်ရဲ့ဂျန်ပန်မှုများကိုရတန်းရန်ထထလဲလဲတောင်းဆုံနေပေမဲ့လည်းမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုမိုဆိုးရွားလာပြီးတော့ပြည်သူတွေရဲ့ဒုက္ခဆင်းရဲဟာဇောဝါဆုံးဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးတွန်းကပြောဆိုပါတယ်ဇွန်လ10ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးခိုးစားလှယ်မှထွေထွေညီလာခံမျက်နှာစုံညီလို့သဘောဆွေးနွေးမှာ၎င်းကယခုလိုပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားချင်းစာနာမှုနဲ့လူခွင့်ရေးချင်းနေများဟာဆိုးရွားနေစေဖြစ်ပြီးပုံရွေးပင်ဆုပ်ယုပ်လာခဲ့ကြောင်းပြီးခဲ့တဲ့လင်းနေကြော်ကာလာအတွင်းမှာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ခြေခွဲပွဲရာအခြေအနေများပုံမဆိုးဝါးလာတာကြောင့်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းတိတိတတ်တာထိပါးစေပြီးတော့အရတားပြည်သူများကြုံတွေ့ခံစားရတဲ့ဒုက္ခဆင်းရဲကဆိုးဝါးဆုံးဖြစ်တယ်လို့ဦးကျော်မိုးတော်ကဆိုပါတယ်။ဒါပြင်ဂျမတ်စစ်တပ်ကရတားပြည်သူများပေါ်ကျူးလွန်နေတဲ့လေချောင်းတိုက်ခိုက်မှုများနဲ့ဘုံကျဲခြင်းများနဲ့အပီးတိုင်ရတန့်ရေးကလည်းအထူးရေးကြီးပါကြောင်းဒါပြင်ဂူလာသမဂ္ဂနဲ့အာဆီယံတို့အနေနဲ့အကြံဖတ်မှုများရတန့်ရန်တတလဲလဲတောင်းဆိုခဲ့ပြီးဖြစ်ကြောင်းတို့ရမှာဖွဲ့ဝင်နိုင်ငံများမှာ ရာဇဝဲမှုဂျူလုံးနေတဲ့စကောင်းစီထံသို့လက်နက်ခဲရန်လေရင်စီးနဲ့ငွေကြေးထောက်ပံ့များဘေးရနေခြင်းကိုချက်ချင်းရတန်းရန်တိုက်တွန်းကြောင်းဇေယောစုထံသို့ဒါရိုက်ဖြစ်စေတွယ်ဝိုင်း၍ဖြစ်စေပုံစံအမျိုးမျိုးနဲ့ဘေးရနေတဲ့အကူအညီတွေကစတက်အားမြန်မာနိုင်ငံမှာရှိတဲ့ရသာပြည်သူများကိုထမ်းမှန်တပြည့်ရန်ခွင့်ပြုပေးရရောက်တည်မှာရှင်လင်းမြင့်သာစေတယ်လို့၎င်းကကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများထံကိုပြောဆိုပါတယ်။ဒါပြင်မြန်မာပြည်သူများအနေနဲ့အကြမ်းဖက်စတက်ရဲ့တပြည့်ချင်းမတရားဖမ်းဆီးချုံနှောင်ခြင်းအတင်းကျပ်တရားစုဆောင်ခြင်းလိမ်မိုင်းဆိုင်ရာခြံဖက်မှု အတင်းကျပ်ပျောက်ကွယ်စေမှုတရားလက်လွတ်စီရင်ခြင်းများနဲ့လေချောင်းမှဘုံကျဲတခဲမှုစသဖြင့်လက်မခန့်နိုင်အောင်ဇိုးဝါတဲ့ရက်ဆက်ကြံ့ကြုံမှုတွေကြောင့်ပြည်သူများဟာနေစစ်နေများအကြောက်တရားရဲ့အောက်မှာနေထိုင်နေရကြောင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ချက်တဲများကိုအလျင်မြန်ထိရောက်စွာဖြေရှင်းခြင်းအပြင်မြန်မာပြည်သူတို့ရဲ့အသက်အဝိင်းနဲ့အနာဂတ်တို့ကိုကယ်တင်ရန်လိုအပ်တယ်လို့တမန်ကြီးကရှင်းပြပါတယ်။ဒါပြင်လူသားချင်းစာနာထောက်ထားမှုကူညီများအရေးပေါ်လိုအပ်လျက်ရှိသူများထံလူသားချင်းစာနာကူညီများထိရောက်စွာပို့ဆောင်ရေးကအဓိကပင်မလိုအပ်ချက်ဖြစ်နေပြီးတော့ စတက်မှရသာပြည်သူများပေါ်ကျူးလွန်နေတဲ့လေကြောင်းတက်ခိုင်းမှုများနဲ့ပုံကျဲခြင်းများကိုအဘေးတိုင်ရတန့်ရေးဟာလည်းအထူးအရေးကြီးလာပါကြောင်းအကြမ်းမဲ့ဆဲအုပ်စုရဲ့တိုးရောင်ရွေးကောက်ပွဲအားငင်းပယ်ကန့်ကွက်ခြင်းကအဓိကကြကြောင်း၎င်းကပြောပါတယ်။ဒါကြောင့်ကုလသမဂ္ဂအနေနဲ့အရသာပြည်သူများကိုကာကွယ်ပေးရန်နဲ့ငင်းချမ်းရင်းနဲ့တင်းငင်ရေးကိုထိန်းသိမ်းရန်တာဝန်ယူတဲ့ခန်းကဏ္ဍမှာပါဝင်ရန်လိုကြောင်းထီရောက်မှုရှိပြီးပြည်သူလိုအပ်ချက်ကိုဗဟုပြုတဲ့ဒေသတွင်းအဖွဲ့အစည်းများနဲ့အင်ဒီဂျင်နိုင်ငံအများကြီးရဲ့ခန်းကဏ္ဍကလည်းရေးပါကြောင်း မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့မြေတော်သောအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုမဆိုပြည်သူများရဲ့ဆန္ဒနဲ့ဂျိုးစီးပွားဂိုင်းညီရန်လိုအပ်တယ်လို့တမတ်ကြီးကထောက်ပြပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကေရန်ညူဘိုးဌာနချုပ်ယုံနေမြေအနီးသို့စကောင်းစစ်ကအသေးကန်ဒရုန်ခွန်းစီးနဲ့ဖိကတ်တိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကေရင်ပြည်နယ်ကေရန်ညူဓမ္မအခေါ်နေမြေကေရန်ညူဘိုးဌာနချုပ်နေမြေအနီးသို့စကောင်းစစ်ကအသေးကန်ဒရုန်ခွန်းစီးနဲ့ဖိကတ်တိုက်ခိုက်ခဲ့တယ်လို့ကေရန်ညူတရင်ရေးမြစ်ကဆိုပါတယ်။ ရမန်နေ့စွန်လ17ရက်နေ့ညာ7:00နာရီဝန်းကျင်အချိန်မှာအကြံဘက်စကောင်းစီတက်ကအသေးကံဒရုံခုနှစ်စီးနဲ့ကယန်းညူဓမ္မအခွန်နယ်မြေကယန်းညူဖို့ဌာနချုပ်ယုံနီးတို့တိုက်ခိုက်ခဲ့ကြအောင်အဲ့ဒီအသေးကံဒရုံခုနှစ်စီးထဲမှာ၅စီးပောက်ခွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိကြအောင်သိရှိရပါတယ်ကယန်းညူဘို့ဌာနချုပ်နယ်မြေကိုအသေးကံဒရုံခုနှစ်စီးနဲ့ပုံကျဲတယ်ငါးလုံးပောက်ခွဲတယ်လူတော့ထိခိုက်မှုမရှိဘူးလို့ကယန်းညူတရင်ကြီးမြက်ကဆိုပါတယ်အဲ့လိုကယန်းညူဘို့ဌာနချုပ်ကိုစကောင်းစီကဒရုံနဲ့ပုံကျဲမှုကအခိုးဆိုရင်၃ချိန်မြောက်ဖြစ်ပြီးတော့ ယခုနှစ်ပိုင်းကဇန်နဝါရီလနဲ့2024ခုနှစ်အောက်တိုဘာလတွင်းကလည်းနှစ်ကြိမ်ဒေကန်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့မှုပါတယ်။ဒါပြင်ယခုနှစ်ဇန်နဝါရီ31ရက်နေ့ကလည်းဂေယန်ညုကေရဲ့မြို့သားစီယုံဓမ္မခွန်နဲ့မြေဂေယန်ညုဌာနချုပ်ရုံးကိုကာမီကာစီဒေကန်ဒရုန်းနှလုံးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့အရသာတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အရင်နောက်2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မနက်10:00နာရီဝင်းကျင်ချိန်မှာဂေယန်ညုဓမ္မအခွန်နယ်မြေဂေယန်မျိုးသားလူမျိုးရေးတပ်မတော် GNL ဘိုးဌာနချုပ်ရှိရာနေရာကိုလည်း ကာမီကာစီဒရုန်း၄စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပူပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့ဒေတာများဟာပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးတော့ပညာတမ်းမှုအားနည်းခြင်းနဲ့သိမြင်တွေ့ခေါ်နိုင်မှုအားနည်းလို့အကြံဖန်မှုတွေလုံးနေတယ်လို့မယောင်းနိုင်ပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာများဟာပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးအတန်းပညာတမ်းမှုအားနည်းခြင်းနဲ့သိမြင်တွေ့ခေါ်နိုင်မှုအားနည်းလို့အကြံဖန်မှုတွေလုံးနေခြင်းဖြစ်တယ်လို့ ာနာတိန်အချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လင်ကပြောဆိုလိုက်ပြန်ပါလိမ့်။ယမန်နေ့ကပြုံးလင်မျိုးအမှတ်သုံးချစ်ကံပညာထက်တန်းကျောင်းမှာအချမ်းပတ်စစ်ရှုံမင်းအောင်လင်ကခုလိုပြောဆိုလာခြင်းဖြစ်ပါလိမ့်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့မတည်ငြိမ်မှုတွေနဲ့အချမ်းဖတ်မှုဖြစ်စဉ်များကိုကြည့်မယ်ဆိုရင်ပညာရေးအားနည်းတဲ့ဒေသတွေမှာပုံမဖြစ်ပွားတာကိုတွေးရမှာဖြစ်ကြောင်းဒါဟာအတန်းပညာတရားမှုအားနည်းခြင်းနဲ့ဒီမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတွေကြောင့်အခုလိုဂျမ်ပတ်လုံးရမြတ်ကိုလှုပ်ဆောင်လာကြခြင်းဖြစ်ပြီးတော့ ဒေတာနဲ့ဒေတာကအများရဲ့လူမှုဘဝစီးပွားများကိုပါထိခိုက်လာစေတယ်လို့မင်းအောင်လင်ကပြောပါတယ်။ဒါပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးဂင်ရှင်းရန်လိုအပ်မှာဖြစ်ပြီးတော့နိုင်ငံအရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားရတဲ့တာဝန်များကိုခြေပွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုခြေပွန်ရမှာဖြစ်ကြောင်းမင်းအောင်လင်ကဆိုပါတယ်။အခုလိုပေါ့လို့ပဲစားတွေပြောသွားတဲ့အချမ်းပဲစကောင်းဆောင်မင်းအောင်လင်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာပြည်ဦးလွေမြို့ကိုရောက်လာခဲ့ပြီး ဇွန်လ7ရက်နေ့မှာပဲထမ်းမှန်ပြီးတော့ပြည်ဦးလွင်မြို့ကိုရောက်လာပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်းဇွန်လ9ရက်နေ့ကစပြီးပြည်ဦးလွင်နေအိမ်မှာရောက်ရှိနေထိုင်တယ်လို့သိရှိရကြောင်းတပ်သတင်းရင်းမြစ်ကဆိုပါတယ်အခုတကဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့လူငယ်တစုကိုအကန့်ကြောက်နှိမ့်ဆက်နေသူတွေဟာမန္တလေးမှာပြည်သူဆက်လူငယ်တွေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်လမ်းသွာလမ်းလာလူငယ်တစုကိုအကန့်ကြောက်နှိမ့်ဆက်နေတဲ့လူငယ်အဖွဲ့ဟာမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်ကပြည်သူဆက်တွေဖြစ်တယ်လို့ဒေသခံများကဆိုပါတယ်စကောင်းစီလက်အောက်ခံပြည်သူဆက်အဖွဲ့ဝင်တွေဆောင်းလေးရှိတဲ့ ပျောက်ကြောင်ထုတ်ဆောင်ထားတဲ့လုပ်ငန်းအုပ်ပဝင်တဲ့အဲ့ဒီဖွဲ့ဟာအခြားလူငယ်တစ်ဖွဲ့ကိုမန္တလေးမြို့လမ်းမတနေရာမှာကံကြောင်နေဆက်ရိုင်းနှက်နေတဲ့ဗီဒီယိုဖိုင်ကိုယမန်နေ့စွန်လ7ရက်နေ့ညပိုင်းကစလို့လူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်မှာပါဝင်တဲ့ကံကြောင်နေဆက်နေသူလူငယ်တွေဟာမန္တလေးမြို့ချမ်းရီသာဆန်မြို့နယ်မှာရှိတဲ့ပြည်သူစစ်တွေဖြစ်တယ်လို့သိရပါတယ်။အခုဒီဗီဒီယိုထဲမှာပါတဲ့ကောင်တွေကချမ်းရီသာဆန်အနောက်ပိုင်းခြံကပြည်သူစစ်ကလေးတွေချမ်းဆိုတာကပြည်သူစစ်ချမ်းဇိုးတို့လူမိုက်ပေါက်ဆတို့လက်တက်မွေးထားတဲ့နေရာလို့သတင်းရင်းမြစ်ကပြောပြပါတယ်။ အဲ့ဒီလူမှုကွန်ရက်မှာပြန်နေတဲ့ဗီဒီယိုဖိုင်ထဲမှာအဲ့ဒီဗီဒူးစစ်လူငယ်ဆိုတဲ့အုပ်စုကတခြားလူငယ်အဖွဲ့ကိုစကြောရည်တဲကိုအကုန်ထဲမှာဆိုတဲ့စကားကိုလည်းပြောဆိုနေပြီးတော့နေရာတုံးခုမှာကန်ကြောက်ရိုင်းနဲ့ထိုးချိန်နေတာကိုလည်းမြင်တွေ့ရပါတယ်။ဒါပေမဲ့မြေတီအတွက်ကန်ကြောက်ထိုးချိန်မှုတွေပြုလုပ်နေခြင်းနဲ့မြေတီနေရက်ကအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်တာကိုတော့သိစိတ်မသိရသေးပါဘူး။လက်ရှိမန္တလေးမြို့မှာကျွက်ဆက်ကန်22လမ်းပြီးကျော်စေးရှိရေမွန်းတောင်စားတဲ့နေရာများမှာဗီဒူးစစ်ချန်နေရှိပြီးအကြံဘတ်စကောင်းစီကအဓိကကြီးကြက်ကား မျိုးနယ်တိုင်းမှာရှိတဲ့နာမည်ရလူမိုက်တွေကဆန်းဆန်းအုပ်ချုပ်နေတယ်လို့သတင်းရင်းမြစ်ထံကသိရပါတယ်။အဲလိုပြီးသူစစ်ချက်တွေကဒီလိုနိုင်ငံရေးစားပြစ်ကလေးကလှုပ်ထားကြတာ။တချို့လူတွေတော့သိမသိကြဘူး။မန္တလေးကနည်းနည်းဇယိုက်ကြတဲ့ဗတ်တွေဆိုရင်ခြံလို့ပြောလိုက်တာနဲ့တန်းသိကြတယ်လို့ပြောပါတယ်။အဲဒီခြံတွေမှာခိုးဆိုးလူနိုင်ဇိုးသွန်းလူငယ်တွေကိုစုဆောင်းထားပြီးအကြံဘတ်စကောင်းစီရဲ့ပေါ်တာဆွဲခြင်းနဲ့ရဲဝါလုံးချုပ်ရေးအမိကန်ဂျန်ပတ်မှုဖြစ်စဉ်တွေမှာပူပေါင်းပတ်ဝင်နေတယ်လို့သိရပါတယ်။လက်ရှိမန္တလေးမြို့ပေါ်မှာပြည်စော်တီများပါဝင် ဘီသူစစ်များဟာပုံစံမျိုးစုံနဲ့လှုပ်ရှားနေကြပြီးတော့တချို့ဘီသူစစ်တွေကိုစကောင်းစစ်ကလက်နက်တဆင့်ပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။မကောင်းမှုပေါ့ဗျာ။လူရတာငွေကြေးတောင်းတာကအဆုံးသူတို့ကပဲလုံနေကြတော့ဘသူကမှစိတ်မအေးချမ်းနိုင်ပါဘူး။အပြင်သွားရင်တောင်သူတို့မြင်ရင်ရှောင်နေရတာ။တချို့ဆိုရင်ဘာကြည့်တာလဲမေးပြီးတော့ဘာရိုက်တာတောင်ရှိသေးတယ်။အဲလိုလူမိုက်တွေကိုလက်နက်ပေးထားမှတော့အချိန်တွေကစိုးတက်ကိုစိုးလာတော့တာလို့မဟာအောင်မြင်မျိုးနဲ့မှနေထိုင်သူဒေသခံတအူးကပြောပြပါတယ်။လက်ရှိလူမှုကွန်ရက်မှာလူပြောများနေတဲ့ အဲ့ဒီဗီဒီယိုဖိုင်မှာပါဝင်တဲ့ပြည်သူစစ်တွေဟာအသက်20ဝန်းကျင်အရွယ်လူငယ်များဖြစ်နေတဲ့အတွက်လည်းပြည်သူတွေကြားမှာဝေဖန်မှုနဲ့စိုးရိမ်မှုတွေရှိလိုနေပါတယ်။စကောင်းစရာအာဏာသိမ်းပြီးတဲ့နောက်၎င်းတို့ကိုစန်းကျင်သူများအားနှိမ်နင်းရန်ပြည်သူစစ်များပြူစော်ဒီများနဲ့ဒွေတောက်အဖွဲ့များကိုဖွဲ့စည်းကာပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့လူခွင့်ရေးကိုလေးလာစောင့်ကြည့်နေတဲ့ Burma Human Rights Network မှ2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့ထုတ်စီရင်ခန်းစာမှာဖော်ပြထားပါတယ်။2021ခုနှစ်မတ်လမှ2024ခုနှစ်စက်တင်ဘာလထိပြုစုထားတဲ့စီရင်တွေရော ဒုံနဲ့ကြော်ကာလာအတွင်းမှာပြူစောတိအင်အားတွေပုံမှုများပြားလာပြီးတော့စကောင်းစစ်ကတော်လိုင်းအင်အားစုများကိုရှင်းလင်းရတော့နေမြေကျွမ်းကျင်းတဲ့ချန်ခန့်ရဲ့ပါတီဝင်များပြူစောတိဖွဲ့ဝင်များကိုရန်အင်အားဖြင့်အုံချနေတယ်လို့စီရင်ကစားမှရေးသားထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးတိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြုရင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။